ခဲ့ကဘာမှာစပင်ကောက်တာလှလှလေးကိုမိန်ကလေးတိုင်းကြိုက်ကြတယ်ဖြုံးတာတော့လည်းလှတယ်ဒါမဲ့အဖျားလေးကောက်တာမိန်ကလေးတိုင်းကြိုက်တဲ့ကောက်ပုံကောက်နေပေါ့နော်အဲ့ဒါကိုပူလှအောင်အလုတ်တဲ့နေဦးတင်ဆက်ပေးတော့မှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆဆုံးကြည့်ပြကြပါလို့တောင်းဆိုချင်ပါတယ်စပင်ကောက်ကအခုယေဆုလေးနဲ့ကောက်လိုက်တယ်နည်းနည်းကြာတော့နည်းနည်းဟိုပေးချင်နေပြီ အဲ့တော့ပြီးတဲ့ချင်းချင်းကိုတခါတည်းညှက်လို့ရပါတယ်တခါတည်းညှက်ပြီးမှဖြောင်းမလားဆက်ပြီးကုတ်မလားလုလို့ရတယ်နော်ဒါပေမဲ့အဲ့ဒါထက်ဘာကပူလှလဲဆိုရင်အခုချိန်မှာဖြောင်းဆဲလည်းမလို့တည်ဘူးကုတ်ဆဲလည်းမလို့တည်ဘူးဒီအကောက်လေးကိုပေါ်အောင်ကအထက်လေးနဲ့ကညှက်ပြင်းမလို့တည်ပြီးတော့ဆိုင်မှာမတွက်ချင်ရင်ကိုယ့်အိမ်မှာညှက်လို့ရတယ်နော်အလွယ်ဆုံးလေးနဲ့ဆိုရင်ကျမကနှစ်ထပ်လေးကိုရချက်တယ်နှစ်ထပ်လေးနဲ့ယူပြီးမှလေ အပေါ်မှာပဲခွနဲ့ကိုအထက်မြင်မြတ်ကြည့်ဖြစ်အောင်လုပ်လိုက်မယ်ဘလို့ဘလို့ယူမဲ့ဆိုရင်ဒီမှာကြည့်ကြရအောင်နော်1ဒီမှာပထမဆုံးကဖြေးကြမနော်ဒီဟာကိုလေခတ်လို့လွယ်အောင်ဖြေးကြမယ်ပြီးတော့အိမ်မှာလုပ်တယ်ဆိုတော့ဘလို့မျိုးဘလို့မျိုးဒီလိုမျိုးနဲ့ပဲလေဘေးကတုံးလို့ရတယ်ကြိုက်တဲ့မျိုးတုံး ကကြီးကကြိုက်တဲ့ကကြီးကိုတော့အိမ်မှာလေးကွာစပင်းညှက်တဲ့ကကြီးရှိမှမဟုတ်ဘူးနော်ကြိုက်တဲ့ဟာကိုသုံးပါပြီးတော့ကောင်းစီချူကတော့ဒီလိုမျိုးရှိရင်ကောင်းတာပေါ့ဒါပေမဲ့မရှိရင်အိမ်မှာလုပ်တယ်ဆိုတော့ဒီဟာလေးလည်းသုံးလို့ရနော်အိမ်မှာလုပ်တယ်ဆိုတော့အိမ်မှာအဆင်ပြေတယ်လို့သားလုပ်လိုက်ပါအပင်မှာသွားပြီးချိန်ပြီးဆရာလည်းမလိုပဲနဲ့စပင်လှလှလေးကိုကွာညှက်ချင်တယ်ဆိုရင်ဘာမှကုန်ကြမ စိတ်လည်းမရှိပဲနဲ့အပန်းလည်းမကြီးပဲနဲ့မြန်မြန်လေးနဲ့음10 minute အတွင်းပဲလှလှလေးရတော့မှဟုတ်တယ်ကဲစားချရအောင်နော်မတိဘူးဆိုရင်တော့ကြော်သွားတတ်တယ်ကြော်သွားချင်းဆိုရင်ဒီလိုမျိုးသူ့စပင်ကရှီလဲရှီလာပြီးကောက်လဲကောက်လာပြီးအောက်မှာလဲကျလာပြီးဆိုတော့သူကညက်ပြလိုက်တယ်ပြီးတော့ပြန်ဖြောင်းပြီးမှအော်သူစိတ်တိုင်းမကြဘူးမလှဘူးပြီးတော့ပြန်ကောက်မယ်ဆိုရင်လဲ ဆိုပြီးမှသူကအဲ့လိုမျိုးပြောတာအမှန်တကယ်တော့ဘာမှလုပ်စမ်းမလုပ်ဘူးဒီအချင်းဒီအချင်းကလှအောင်လုလို့ရတည်တယ်ဖြောင်းဆယ်လည်းမလုပ်ဘူးကောက်ဆယ်လည်းမလုပ်ဘူးကဲဘယ်လိုလုပ်ပြီးမှလှမလဲကြည့်ကြရအောင်နော်ပထမအဆုံးတော့ပထမအဆုံးတော့ဒီဒီနာကနေယူမယ်ဒီမှာနော်ဒီမှာကဲယူချက်ဆုယူချက်ဆုနော် ဒီဟာတုံးမလဲဒီဟာတုံးလိုက်မယ်ဒီမှာကဲဒီခက်ရောတဲ့ရမနော်တဲ့နေရမယ်ဒီမှာမတဲ့ရင်တော့မှားနိုင်တယ်ဒီနာကိုတဲ့နေရမယ် တဲ့တလားဆုံးတလားကြီးလိုက်ဒီကကြီးသုံးလားရရနော်ဒီမှာညလိုက်ပြီကိုကညက်တဲ့ချိန်ကျရင်တိနေရမယ်ကိုကဒီလိုမျိုးတိချင်လားဒီလိုမျိုးနဲ့ညက်ချင်လားကြိုက်တယ်လို့ညက်လို့ရတယ်ဒါမဲ့လူတိုင်းတွက်လွယ်တော့အောင်ဒီလိုညက်ရအောင်နော်ဒီမှာအလောက်လောက်ကိုညက်လိုက်ဒီမှာကောက်ရလေးနည်းနည်းကျန်တယ်ပြီးတော့ပါလိုက်မယ်ထူထူလေးကိုပါလိုက် န်ကြည့်နေနေဆက်မလို့ဘူးနော်ကဲဘယ်လောက်ထိကိုကထတ်ချင်လဲကောက်ရလေးတော့နည်းနည်းခြံလိုက်ပေါ့နော်ဒီမှာကောက်ရနည်းနည်းခြံသေးတယ်ဒီမှာလည်းကောက်ရနည်းနည်းခြံသေးတယ်โอเค good ပြီးတော့နောက်ကဟာကိုလက်ချိမယ်ဒီမှာဒီနှစ်ခုကိုကိုကအလတ်ထားပါမယ် い、まあ ုတ်ချုံညီမနော်နှုတ်ချုံညီမေတိရမလာနှုတ်ချောခုအလေခွက်တဲ့နေရာနေယူမနော်ဟိုဖက်နဲ့ဒီဖက်ယူမယ်ဟိုဖက်နဲ့ဒီဖက်ယူတယ်အလွယ်ဆုံးပဲ ကဲညက်မယ်ကဲမကဲနည်းနည်းလေးတိလိုက်မယ်ဒီနားကိုตัวอ้าวซุ้งสรอกกว่าบลาวแค่ฉินเลยอะคู่จ้ะรออปัวอะอายายแห่ไปแม่กว่าทัดฉินน่ะเลย ဒီလောက်လောက်မြတ်တယ်ဒါမဲ့ကိုကပါရအောင်မယ်ဆိုတော့ကိုကအဲ့လိုလေးလုပ်ထားတာဟုတ်တယ်ပြီးရောဒီချာတော့ဖြည့်ရမနော်ဒီမှာလောက်လောက်မြတ်မလဲခုနကမြတ်တယ်လို့မျိုးပေါ့အလောက်လောက်ပဲပေါ့ Okey, ngila mengila cik စပင်ကဆိုင်မှာမပြန့်ရင်လည်းကိုယ်နဲ့ကိုယ်အိမ်မှာညှက်လို့ရနော်ဒါစပင်မကောက်ရင်လည်းမကောက်တဲ့ဟာလည်းဒီလူလေးနဲ့ညှက်လို့ရပါတယ်ကဲပထမပထမဆုံးကျတော့ကောင်းကောင်းဖြီးမယ်ပြီးတော့ပထမဆုံးကျတော့ကဒီကဘွားနေယူမယ်တခုဘုဘချမ်းနေဘချမ်းတိချာကတူတူလေးညှက်ပေးမှကပါလိုက်မယ်ကြိုက်တလို့ပါကိုကအရှိကြီးပါချင်တယ်ဆိုရင်အပေါ်ကနေလက်လုပ်လို့ရနော်ပြီးတော့အောက်ကနေလက်ဒီမှာ chun a chun ji အဲအဲ့လိုမျိုးနဲ့လုပ်လို့ရတယ်။ဒါမဲ့နည်းနည်းလေးပဲကွာအထိတ်နဲ့ပဲကွာထတ်ချင်တယ်ပါချင်တယ်ဆိုရင်လည်းနည်းနည်းလေးဒီရနေပဲအဲ့လိုလေးလုပ်လိုက်ပေါ့ရနော်။အဲ့ဒါဆိုရင်ကြောက်ဟိုမှာအခွက်လေးကနေယူမယ်။နောက်တစ်ခါဆိုရင်ဟိုဖက်တူဖက်လုပ်လိုက်မယ်။ဒါဆိုရင်ပြီးသွားပါပြီ။ဒီဟာကိုကွာထပ်ပါချင်သလား။ထပ်ပါချင်ကွာ စပင်ဖွာတဲ့နေရာလေးကိုကအကုန်လုံးပချင်လဲဆွန်ထပ်ပါလို့ရအောင်မတမ။ညမ။ကိုပချင်တဲ့နေရာပါလို့ရရယ်။ကွာဒါကဟိုရှောက်ပါနေတာမဟုတ်ဘူးနော်ဒီမှာကြည့်ကျမလည်းကိုကြည့်ဒီကနေစလိုက်တယ် စားလိုက်တဲ့อืมအောက်ကိုနည်းနည်းတွားရဲတွားရဲတွားပြီးမှအောက်ထိပေါ့နော်ဒီမှာပါတဲ့ပုံစံကွာဒီကနေအပေါ်ကနေပါလိုက်တယ်ဒီမှာနည်းနည်းတွားရဲအောက်မှာနည်းနည်းတွားရဲအောက်မှာโอเคတော့အဲ့ဒါဆန်ဆိုင်မှာတွားဆမ်လို့ဘနော်လွယ်လွယ်ကူရဲကဲချစ်ချရအောင် ิชาอย่าออมปุงลิถั่วมาเลยทีน้ากูเลยถั่วป้าฉิงยีถั่วป้าฉิงนี่คุณน่ะรู้เว้ยเดี๋ยวนี้ป้าเว้ยออกกูตั้วเว้ย อืมอะไรเลยบ่ပါမယ်အကူသွားမယ်နော်ဒီဖက်လက်ဒီမှာဘောကနေဒီကနေပါမယ်အကူသွားမယ်အဲ့လိုမျိုးဆိုရင်တုံးတိကြီးမဖြစ်တော့ဘူးပေါ့ထပ်ပါချင်လား ကိုကကြည့်ပေါ့နော်ပြီးတော့ဒီလိုမျိုးကြည့်မှကျွကျွတထဲလေးရှိတယ်ဆိုရင်ကိုကငှက်ပစ်လိုက်လို့ရတယ်အရန်တုံးတိဆံမလို့ဒီဟာအထက်ဆိုတော့နေနော်အင်းမာကဲချာကြည့်ရအောင်ချာကြည့်မကွယ် ဒီချက်ပုံကွန်းနဲ့ဆိုနည်းနည်းတော့ကိုရောက်ဆိုင်ဆယ်လို့ရပါတော့။ဒါမဲ့တခါတလေကအစင်တည်းမရှိဘဲနဲ့ဖြစ်စင်းမရှိဘူးဆိုရင်တုံးလို့ရတယ်လေ။ဘာမှဖြစ်ဘူး။ဒီမှာဘလို့ပုံလေးထွက်မလဲကြည့်ကြရအောင်ဒီမှာဝမ်ကဲ ဒီမှာ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 ကောက်ရလေးနည်းနည်းပေါ်သေးရနော်ဒီမှာဒီမှာကောက်ရလေးနည်းနည်းပေါ်သေးတယ်ဒီမှာပါဒီမှာပါလှလှဒီမှာပါဒီမှာပါအဲ့ဒါကိုကတုံးခါနဲ့ကာမလာဘလူးခါနဲ့ကာမလာကြည့်လို့ကောင်းတယ်နော် အဲ့ဒါထက်ပါချင်ရင်လည်းပါလို့ရတယ်ဒါမဲ့တော်ရင်အဲ့လောက်နေပဲထားမှကိုကငင်းငွေရစနောက်နှလှလောက်ကြာရင်ပြန်ပါလိုက်မယ်နော်ကဲကိုမစ်ဆွေအတွက်အကျိုးရှိမယ်ဆိုရင် like share subscribe မမေ့နဲ့နော် see you next time bye bye god bless you all love you all see you on next video ရှီလီရနနေပါချင်လားပါမလေးဒီမှာရှီလီနနေပါချင်လားကိုဘလောက်ပါချင်လဲအဲ့လောက်လေးယူရအောင် ကဲသွားမယ်သွားမယ်သွားမယ်ဟွန်းရှိဒီပါချင်လားပါမယ်နော်ဒီမှာโอเค ကဲဒီပုံစံလေးဖြစ်သွားပြီဒီမှာဒီမှာကိုကအဖျားလေးကောက်ကောက်အရာလေးလက်ရှိပြီးပြီဆိုတော့ဘလူးခါနဲ့ခါမလာတုံးခါနဲ့ခါမလာအချာကြီးလည်းခံနေပြီးတော့ချီလို့လည်းကောင်းတယ်နော်ကွာအဲ့လိုမျိုးနဲ့လုပ်ချင်ရင်ဒီမျက်ပုံမျက်လေးနဲ့လုပ်ပြီးမှဒီလိုလေးလုပ်လိုက်ပါတကယ်လို့အကောက်ကောက်တဲ့လူမကောက်တဲ့လူတွေအတွက်ဒီမျက်ပုံမျက်လေးနဲ့ ိုညှက်ပြီးမှဒီလိုနဲ့တုံခမ်းနဲ့လှုပ်လို့ရတယ်ဘလုခမ်းနဲ့လှုပ်လို့ရတယ်ဒါမဲ့အကြာကြီးမခံဘူးဒီမှာကြိုက်ချလားကြိုက်ချလားကြိုက်ရင်တော့အင်းမလွယ်လွယ်လေးနဲ့လှုပ်လို့ရနော်စပင်ကောက်တဲ့ချိန်ကျရင်ကိုကပြီးတော့ပြီးဆွေးမညှက်လိုက်နဲ့အောက်ကျော် အောက်နားလေးကိုကောက်တဲ့ပုံစံလေးနဲ့ဒီလိုလေးလုပ်လိုက်ပါလို့နော်အရန်လှတဲ့ကျွန်မအရန်ကြိုက်တဲ့ဒီဇိုင်းထဲမှာပါတယ်အဲ့ဒါကြောင့်ကျွန်မလည်းမမျက်ပစ်ပဲနဲ့ဒီလိုမျိုးပုံစံလေးရအောင်ထားခဲ့တာဟုတ်တယ်နော်ကွန်မစ်စီအတွက်အချို့ရှိမယ်ဆိုရင် like share subscribe မမေ့နဲ့နော် see you next time bye bye god bless you all love you all see you on next video แก ီလိုမျိုးစပင်လေးရအောင်အင်မလွယ်လွယ်လေးနဲ့လုတ်ပုံလုတ်နေဖြတ်ပုံညံ့နေဒီလိုမျိုးစပင်လေးကိုမင်းကလေးတိုင်းရရှင်ကြလားမသိဘူးမင်းကလေးအကောက်မကြိုက်တဲ့သူရင်လဲပြီးတော့ဒီလိုမျိုးစပင်ပုံစံလေးကိုမင်းကလေးတိုင်းကကြိုက်တဲ့ဟာလေးဟုတ်တယ်အကောက်မကြိုက်တဲ့သူတွေကလည်းကြိုက်ရနော်အဖြောင့်ကြိုက်တဲ့သူကလည်းဒီလိုမျိုးကြိုက်ရနော် အောက်ဖျားလေးကိုဒီလိုလေးလှအောင်ကမလုံးပြမလဲ